တိုင်းရင်းသားဒေသတွေကစစ်ကောင်စီရဲ့တပ်စခန်းတွေဌာနချုပ်တွေမြို့တွေဆုံးရှုံးမှုမရှိသေးတဲ့မွန်ပြည်နယ်မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်တည်ငြိမ်မှုရှိအောင် လုံခြုံရေးတိုးမြင့်နိုင်တယ်လို့လေလာသူတွေနဲ့တော်လိုင်းအဖွဲ့တွေကပြောပါရီမင်းဆက်ရက်နေ့ကစစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်လို့တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်ရေးလိုအပ်တာတွေကြိုတင်ပြင်ဆင်ဖို့ပြောသွားခဲ့တာပါ။ ဒါအပြင်ရွေးကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်ရေးဟာအဓိကကြတာကြောင့်ရွေးကောက်ပွဲလုံးလို့ရနိုင်တဲ့နေရာတွေအလုံးတည်ငြိမ်အေးချမ်းမှုရှိအောင်လှုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပါသည်။မျိုးသိန်းစကန်သိန်းတိုက်ပွဲတွေမဖြစ်သေးတဲ့မွန်ပြည်နယ်ဟာတခြားဒေသတွေလိုမျိုးလက်နက်ကင်တိုက်ပွဲတွေမပြင်းထန်တဲ့အတွက်80ရာခိုင်နှုန်းလောက်ရွေးကောက်ပွဲလုံးလို့ရနိုင်တဲ့အခြေအနေပါ။မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်တဲ့ကားကမွန်ပြည်နယ်ကိုဦးစားပေးပြီးစစ်ကောင်စီကလုံခြုံရေးတွေတင်းကျပ်လာနိုင်တာမို့ မိုးရင်းကာလဖြစ်လဲနယ်မြေရှင်းလင်းရေးတွေလှုပ်လာမယ်လို့ပြောပါတယ်။ရွေးကောက်ပွဲတွေကျင်းပမယ်ဆိုလို့ရှိရင်ဒီမိုးရင်းမိုးရင်းခါကာလကနေစပြီးတော့စစ်ကောင်စီတွေကတော့စစ်ကြောင်းတွေထိုးမှုတွေရှိလာမယ်။အဲနယ်မြေရှင်းလင်းရေးတွေလှုပ်လာမှာဖြစ်တယ်။ဒါကြောင့်လည်းပဲစစ်ကောင်စီကဒီမွန်ပြည်နယ်အထူးသဖြင့်ရေးမြို့နယ်နဲ့တမ်းမြူဇက်မြို့နယ်ဘက်မှာအင်အားအလုံးအင်းနဲ့ဒီတင်နန်းစင်ဂါဇ အာသူတို့ရဲ့စစ်သားအစ်စ်တွေနဲ့အင်အားတွေထပ်ဖြည့်ထားတာကိုကျွန်တော်တို့အာကြားသိရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကောင်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ရာမညဖက်ဒရယ်အင်အားစုတဲ့ NRFF ရဲ့အစီရင်ခံစာအရမော်ပြင်းနယ်မှာမြို့သိမ်းတိုက်ပွဲဖြစ်မလာသေးပဲလက်ရှိအခြေအနေတိုင်းဆက်ဖြစ်နေရင်စစ်ကောင်စီကရွေးကောက်ပွဲကိုကြဲကြဲပြန့်ပြန့်ကျင်းပလာနိုင်တယ်လို့သုံးသပ်ထားပါ လက်ရှိမှာလဲမွန်ပြည်နယ်မှာတော်လိုင်းအင်အားစုတွေလှုပ်ရှားတဲ့တထုံခရိုင်ပါဝင်တောင်ပိုင်းကမြို့နယ်တွေမှာတိုက်ပွဲကြီးကြီးမားမားဆင်နွှဲနိုင်ခြင်းမရှိသေးတဲ့အတွက်စစ်ကောင်စီရဲ့နယ်မြေစိုးမှုမှုကလည်းရော့ကြမသွားပါဘူး။တပ်စခန်းတချို့မှာတော့တော်လိုင်းအဖွဲ့တွေကပျောက်ကြားတိုက်ခိုက်မှုတွေရှိပြီးစစ်ကောင်စီဘက်ကလည်းကြေးရွာတချို့မှာအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိတယ်လို့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတာပါ။ဒါကြောင့် NRFF ရဲ့စီရင်ခံစာကိုချိန်ထိုးကြည့်ရင် တကောင်စင်းအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့မော်လမြိုင်ချောင်းစုံနဲ့ပေါင်မြွနယ်တို့မှာရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်ပြီးကြံမြွနယ်တချို့မှာလုံခြုံရေးတပ်ဖွဲ့အကူအညီနဲ့ဖြစ်စေ electronic map ဆက်နဲ့ဖြစ်စေအတိုင်းအတာတစ်ခုအထိကျင်းပနိုင်တယ်လို့ဖော်ပြထားပါသည်ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့်စစ်ကောင်စီရဲ့ထွေထွေရွေးကောက်ပွဲဟာ electronic map ဆက်နဲ့အသုံးပြုမှာဖြစ်တယ်လို့ဇန်နဝါရီဒုတိယပတ်အထိတလအတွင်းအပိုင်းလိုက်ကျင်းပဖို့ရာထားထားတာပါနိုင်ငံကားကတော့ရန်သူကသူတို့လောက်သူတို့ဆက်လုံနေမှာဖြစ်လို့ တော်လန်ရေးကလည်းတော်လန်ရေးပြပြလှုပ်ဖို့လိုတာမို့ရွေးကောက်ပွဲမှာပါဝင်ကြသူတွေကိုတာဝန်မယူနိုင်ဘူးလို့ပြောပါတယ်။မိုးမိုးရင်းမှာမွန်ပြည်နယ်ဘက်ကတော့တည်တဲ့အတိုင်းပဲတော့လာခက်ခဲပင်ပန်းပေမဲ့ရန်သူဘက်ကဒီမိုးရင်းမှာတော့မှထူးဆစ်စင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကတော့အစင်သေးပဲပေါ့နော်ကျွန်တော်တို့ပြင်ဆင်မှုတွေတော့လုပ်ထားတာရှိပါတယ်။အဲ့ဒါအပြင်ဒီရွေးကောက်ပွဲကိုမဖြစ်မနေကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့အစည်းတွေကဆက်ကျင် တိုက်ဖြတ်သွားမယ်လို့ဂတိပြုကြေညာထားပြီးဖြစ်တဲ့အတွဲကြောင့်ဒီရွေးကောက်ပွဲမှာ ပါဝင်ကြမဲ့ပြည်သူတွေပူပေါင်းဝန်းရံကြမဲ့အာလူတွေအတွက်ကတော့အာကျွန်တော်တို့တောင်းဝန်မယူနိုင်ဘူးလို့ဒီနေရာနေပြီးတော့အပိကြိုပြောထားခြင်းတယ်မွန်ပြည်နယ်မှာမွန်ညီညွတ်ရေးပါတီကပြည်နယ်အတွင်းစည်းရုံးမဲ့ပါတီပြန်မှတ်ပုံတင်ထားပြီးစစ်တပ်ကြောထောင်းနောက်ခံပြုတ်ထားတဲ့ပြည်ခိုင်ပြိုးပါတီအပါအဝင် ြည်မခြေဆိုင်ပါတီတချို့လည်းပြည်내အတွင်းစည်းရုံးမှုရှိနေတာပါရွေးကောက်ပွဲကျင်းပရေးအတွက်တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ထောက်ခံမှုကိုစစ်ကောင်စီရရှိထားပေမဲ့စွန့်လွတ်နေမြေတွေနဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်ဖို့ခဲယဉ်ပါတယ်လေလာသူတွေကတော့စစ်ကောင်စီအနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ဖိနှိပ်လို့ရတဲ့နေမြေတွေမှာရွေးကောက်ပွဲကိုဘယ်နည်းနဲ့မဆိုပြုလုပ်လာနိုင်တဲ့အတွက်လူ့ခွင့်ရေးချိုးဖောက်မှုတွေများစွာရှိလာနိုင်တယ်လို့ထောက်ပြကြပါသည် စီရီယန်တပ်အတိုင်းအဝိုင်းရဲ့ပြောဆိုချက်အရစစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်ခင်ဆွလွန်နေမျိုးတွေကိုရသလောက်ပြန်ယူဖို့မိုးရင်းကာလမှာထိုးစစ်နဲ့လေကြောင်းပစ်ကူကိုအချိန်တိုးမြှင့်လာနိုင်တယ်လို့သိရပါတယ်။